ုံးမေမင်္ဂလာပါဗျကျွန်တော်မျိုး VM မှာအပိဆောင်လို့ရင်းညီကိုတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနေနဲ့ပြည့်စုံပါသည်ဗျကျွန်တော် MFDM လာမှာအဲ့တော့ကျွန်တော်တို့ဒီမနေ့ကပွဲလေးတွေအဆင်ပြေတယ်ဆိုရင် yes လို့ comment ပေးခဲ့လို့ရပါတယ်။ VIP တပွဲကောင်းလေးဆက်ပြီးတော့အဆင်ပြေနေခဲ့သလိုသုံးသင်းမောင်းလေးပေါ့တယ်ချစ်ကိုတို့ Telegram တပွဲကောင်းလေးအဆင်ပြေပဲချစ်သလို TikTok YouTube Barcelona Go အပေါ်တိတ်လာတဲ့ theory လေးပါ brother ရေနော် 2020တည်းကမှကျွန်တော်ဘောလုံးခံမလာတာပါဒီ2025 2026မှာမမကြီးမယူပါဘူးအကောင့်ဖွင့်အားပေးတာနဲ့ VIP တနစ်ဆာလက်တော့ပေးထားပါတယ် VIP မမဝင်ပေါ့2004ပါရှိပါ Brighton နဲ့ Aston Villa ကျုပ်မြင်လိုက်တာနဲ့တိတ်လာတယ်ပါ Brighton ကပေးလာတာကြီးอ่ะရေတင်းတင်းလေးနေနေတော့ရှိတယ်မရေက၃ဘက်ကိုဘာပဲဖြစ်ဖြစ်ထည့်ပြီးစဉ်းစားရမယ်ဘရာဒါရဲ့ကြော်ခဲလို့မရအောင်ပြီးရင်ဒီနေ့၆ပွဲပြီးရင်နောက်ရက်၂ပွဲကျင်သေးတယ်။အဲ့ဒီအသင်းကြီးကိုပဲတခါပြန်ထည့်အတွက် combine လုပ် combine လုပ် ေါင်းဆက်ပြီးတော့ slot လုပ်လို့ရတယ်။တက်ရတဲ့ရွေးချယ်မှုကလီတခုချင်းဆိုတော့နော်ဒါကတော့စပိန်လာလီဂါတော့ပြောတော့မပြောတော့ဘူးလေမထွက်တာ။မနေ့ဘာစီလိုနာဇုံဘုံအောင်ဝါတို့တိတ်ပြီးတော့ထွေထူးထူးပြောစရာအချက်လည်းတော့မရှိဘူး။ပရီးမီးယားလီဂ်6ပွဲကိုပဲကျွန်တော်နေ့ကသုံးသပ်ပြီးတော့ပါမယ်။ဟုတ်ပါတော့နော်။ Okay ပါ။ online ပွဲတွေကဘယ်ရပြရတယ် brother တဲ့ MVP မှာငါလည်းတည်တယ်လို့ကျွန်တော်က Alibaba ကမနေ့အဆင်ပြေတယ်ဗျာ Alibaba က Osasuna ပေါ်ပြီပါအဲ့တော့ Alibaba ကကျွန်တော်တည်တန့်ပါ နောက်ကြိမ် free pay မယ်နော် brother အဲလာမေးလို့ပေါ့နော် okay comment လေးလာနေလို့ပေါ့အဲ့တော့ကျွန်တော်စပဲ brighton က -68 -90 ပေါ့ brother -68 380ပုံမှန်ဆိုရင် international ဈေးကွက်ဆိုရင်လည်းပဲ90ရှုံးတယ်နှလုံး100ဈေးကွက်အတိအကျဆိုရင် -90 နဲ့နှလုံး80မှာဘိုးဘုံကအနေများတာပေါ်ထက်တာပေါ့နော်ခုက -60 နဲ့380ကဆိုဇွန်အောက်တစ်ခုပေးလို့ရတဲ့ဈေးကွက်ပါမြန်မာဈေးကွက်အရဆိုရင် အဲ့တော့ကျွန်တော်တို့အက်စတရိုမီလာကကိုအောက်လာဘရာသာထွက်လို့ရတယ်။ထိုသားပါဆန်လေးကိုကျွန်တော်အားလုံးကိုကျွန်တော်ပို့ပေးသွားရနော်ဘရာသာ။တယ်လီဂရမ်မှာကျွန်တော်ပို့ပေးထားပါတယ်။စတင်ချေတော့ကျွန်တော်မထဲတော့ပဲနော်။ Okay အဲ့တော့ဇွန်ဘာတခုတွေ့ရမှာဘရာသာအက်စတရိုမီလာလာဒါမှမဟုတ်ဂိုးပေါင်းအောက်လာ။မဖြစ်နေထက်သွင်းစဉ်းစားရမှာပဲ။အဲ့တော့ကျွန်တော်မနေ့ကဘရာသာတို့ကိုဖော်မူလာတခုပေးခဲ့တယ်။ Go OO ဆိုတဲ့ application share လုပ်ပေးထားပါတယ်။အဲ့ဒီထဲမှာဂိုးပေါင်းစီးလေးတွေကအတုံးဝင်လားမဝင်လား။ဘာစီလိုနာပွဲကတက်တည်ပဲဗျာ။ တိတ်လာတယ်နော် brother ကိုပေါင်းအတက်ကြကိုပေါင်းကျွန်တော်ကကိုပေါ်ပဲကစားတတ်တာကျွန်တော်ကိုပေါ်ပဲကစားတတ်တာဆိုရင်အဲ့ဒီ application ကိုတော့ချပါမသိရင်လာမေးလို့ရပါတယ် G O A N O O ဆိုပြီးတော့ application ကို sponsor ယူထားရလဲထင်အောင်မဟုတ်သုံးဝင်လို့ share လုပ်ပေးရနော် okay အဲ့တော့ကျွန်တော်အဲ့ဒါကိုအတူတူကြည့်ပေးမယ်ဗျဒီနေ့ကကိုပေါင်းလေးကိုကျွန်တော်နည်းနည်းလေးစိတ်ဝင်စားလို့ပါအာဆက်ပြီးတော့ထဲသွင်းစဉ်းစားမယ်ထဲထဲသွင်းစဉ်းစားဖို့ကျွန်တော်ဆုံးဖြတ်ထားလို့ပါနော် brother နော် okay အဲ့တော့ ရိုက်တန်ဘုတ်ကိုကျွန်တော်ပြေးလိုက်မယ်နောက်ဆုံးပေးခဲ့တဲ့ဈေးကကြာရောကျူပရိုက်တန်ပရိုက်တန်ပရိုက်တန်ပွဲအစင်းလိုက်ဖို့အစလိုဗီလာနဲ့ပရိုက်တန်အောင်းဘေးကသုံးလုံးတည်ရေဗျာကိုကောင်းစီရဘရဒါအခုပေးလာသုံးလုံးတည်ရေမှမဟုတ်လားအခုပေးလာရဲ့ဈေးရိုးလေးပဲသုံးလုံး80ငါနှလုံးရှုံးမရှိသိပြော့တယ်ကိုကောင်းကြိုက်တယ်အဲအစလိုဗီလာမိုင်းနဲ့ချောက်တဲ့သုံးလုံး80ဇုံအောင်တစ်ခုပေးလို့ရ1 2 1မရှိဘူးမဟုတ်ရှိတယ်ရှားတယ် တော့တခုအနေထားမျိုးပဲဥပမာပြ Brighton နိုင်ငံဆိုရင်1-0ကိုပေးလို့ရတယ် Aston Villa နိုင်ငံဆိုရင်1-2 Aston Villa ဝေးကုန်းမှာနှလုံးပြတ်မယ်ထင်လားမထင်ဘူးဆိုကိုအောင်ယူလိုက်ပေါ့ body အနေများတယ်ဆိုကျွန်တော်ကိုအောင်ပဲဆက်ပြီးယူပါတယ်နောက်ဆုံးပေးခဲ့တဲ့အပေးရှိမှလည်း3လုံးတည်ရခုပေးလာ3လုံး80စားလို့ဈေးကိုလည်းနည်းနည်းဟာလို့ဘုံမအောင်ရွေးချယ်ပါတယ်ဗျာနော် Okay အသုံးဝင်မဝင်ကျွန်တော်စောင့်ကြည့်တာပေါ့နောက်တစ်ပွဲဆက်သွားမယ်နော်နောက်တစ်ပွဲကျွန်တော်တို့ Manly နဲ့ Crystal Palace တလုံး60နှလုံး50ရှုပ် 2C 2 1 1မှာဈေးွက်ရရ တခါတလေ0-1လေးရှိခရစ်စတပယ်လေးကိုပေးချင်တာဒါပေမဲ့ကျွန်တော်တို့အီတလီစီးရီးမှာအဲ့ဒီ0-1နဲ့လှုပ်ရှားနေတာတုံတုံလေးလောက်ပေါ်တယ်ဂိုးပေါ်တယ်အဲ့ဒီ0-1ကတိတ်အန်ရများတိတ်မာယာများတဲ့0-1ပါတလုံး50 60ရှုံးနေနှလုံး50ရှုံးဆိုတော့ဟုတ်ပါတာတိတ်ပြီးမာယာများတယ်ပုံမှန်0-1တော့ပေးချင်တာမဟုတ်ဘူးဦးတွေပေါ်တယ်တော့ဂိုးပေါ်အန်ရများရတော့အဲ့ဒီ0-1ကအဲ့လိုဒီကအဲ့တော့နောက်ဆုံးပေးခဲ့တဲ့ application ကြီးမယ်နောက်ဆုံးပေးခဲ့တဲ့0-1ကဘယ်လောက်ရှိလဲ ဘန်လီနဲ့ခရစ္စတိုဘေးလေးနှလုံး90ရှုံပေးခဲ့တာအခုပေးလာတာနှလုံး90ရှုံဈေးကောင်းတာတိတ်ပေါ့အချိန်ပါအဲအဲနောက်ဘူးပေးခဲ့တာ3-0တောင်ပေးတာပုံမှန်ကတော့ကျွန်တော်0-1လောက်ကြိုက်တာဗျခရစ္စတိုဘေးလေးဒါမှမဟုတ်ဂိုးအောက်တစ်ခုတော့ကြိုက်တော့ကြိုက်တယ်နောက်ဆုံးပေးခဲ့တဲ့ history မှာ crystal belly အိမ်ဝင်းမှာ level 100ရှုံးပေးခဲ့ပါတယ်။ဘုံပေါင်းစီးကနှလုံး90ရှုံးပေးခဲ့ပြီးတော့ 3C နဲ့ zone ပေါ်သွားပါတယ်။ ဘရာသာရေစုံပေါ်ပြန်လာပါမလားတွေးလိုက်ပေါ့မလွယ်တော့ဘူးထင်တယ်ဗျအိမ်ခွေးဗန်လီကပွင့်လို့ပြောရင်အိမ်ခွေးကြိုက်တယ်နောက်ဆုံးရလဲနှစ်ပွဲမကောင်းဘူးဆိုပေမဲ့အိမ်ခွေးကြိုက်တဲ့ထဲမှာပါတယ်အာဆင်နယ်ကို0-2ခရစ်တယ်ဘယ်လီကို0-2နဲ့ရှုံး sorry ချဲစီကိုလည်း0-2နဲ့ရှုံးလာအသင်းကြီးနှစ်သင်းကို0-2နဲ့နှစ်ချိန်ရှုံးပြီးတော့လီယူနိုက်တက်ကိုအိမ်ခွေးမှာ2-0နဲ့ပြန်နိုင်တယ်ကာရစ်စီတီကို1-2နဲ့ရှုံးနော်တန်ဖော်ရက်ကို1-1နဲ့အဲ့တော့ဘရာသာအနေနဲ့တစ်ချက်ရှိတာကနော်တန်ဖော်ရက်ကိုတော့သူ1-1ကန်နိုင်တယ် မိုင်းနဲ့90ကျပေးခဲ့ပြီးတော့ခုခရစ်စတပယ်လေးကတလုံး90တောင်ပေးခဲ့တာဗျခရစ်စတပယ်လေးကအခုပေးခဲ့တဲ့ဘန်လီကိုအိမ်ဝင်းမှာနည်းနည်းလေးကြိုက်တယ်ဒါပေမဲ့လဲမရှုံးပေးခဲ့ပြီးတော့အဝေးဝေးကမိုင်းနဲ့90တောင်ပေးတာတလုံး90ပြေးနေတော်လိုက်ပါကျင်းတော့ပဲတိုက်လိုက်ခရစ်စတပယ်လေးလည်းဘုံမအရင်များလို့အီတလီမှာဆိုအဲ့ကြည့်အောင်အရန်ပေါ်တယ်ဗျာနော်ပြီးရင်နောက်တဲ့ပွဲကကျွန်တော်ကိုယ်အောင်လေးတွေရွေးချယ်ထားတာရှိပါသေးတယ်ဗျနော်ဘရာသာโอเคအဲ့တော့ကျွန်တော်ဆက်သွားအောင်နော် ဝူမာတန်နဲ့နော်ဒီယန်ဖော်တဲ့ -30 နှလုံး55ဘုံဘုံလုံးပေးချင်တာပေါ့ဘရာသာဝူမာတန်ကပွင့်နေမှာတိတ်မကောနော်ဒီယန်ဖော်ရက်ကိုဝမ်းဝမ်းလုံးပေးချင်တာနောက်ဆုံးကြီးနေတွေ့ကြည့်အောင်နောက်ဆုံးပေးခဲ့တာ level ရှုံးပေးခဲ့တာပျော့တယ်နော်ဘရာသာဘာလို့ချင်တာလဲပျော့တယ်ဝူမာတန်ကိုပေးလာတဲ့ကြီးကပျော့တယ်မနေ့ကတည်းကရေတင်မရှိဘူးမနေ့90ဆိုတော့မစိုးဘူးပေါ့တတွေးရှိတော့တော့ပေးတင်တယ်ဆိုပေါ့ မိုင်းနဲ့30ဆိုတော့မိုင်းနဲ့50ပဲဝင်လင်ပြောတယ်ဒါပေမဲ့မိုင်းနဲ့30အောက်တာရောက်တယ်ကြေးလောက်ဆိုတော့အနေများတယ်လေဘာသာဟုတ်တယ်မဟုတ်တယ်နှလုံး55နဲ့ဆိုတော့ဝန်ပေါင်းတော့ပေးချင်တာရှင်းတယ်ဘာသာကိုပေါင်းအောက်ပဲကောင်းတယ်နောက်ဆုံးပေးရတဲ့ဂျီကိုကြည့်ကြည့်အောင်နော်ကိုပေါင်းယူတော့မယ်ဆိုရင်ကျွန်တော်ပြောတဲ့ S လေးကိုစဉ်းစားပြရပါတော့ဘာသာနှလုံးရှုံးပေးခဲ့တာအခုနှလုံး50ပျော့တော့အရင်ပေးတဲ့ကိုပေါင်းစင်းနဲ့ဆိုင်မယ်ဆိုရင်ပျော့တယ်ဘာသာနော်โอเคအဲ့တော့သူပေးချင်တဲ့ဝန်ဝန်တော့ကို follow လိုက်တာကောင်းပါဘူးဘာသာနဲ့ go out ဘာလဲကြိုက်တာ select လုပ်လိုက်ပါနော်အဲ့လိုပဲရေးချွေပေးလိုက်မှာ okay ပါအဲ့တော့ကျွန်တော်နောက်တစ်ဝက်ဆက်သွားလိုက်မှာနော်နောက်ရကျွန်တော် Arsenal နဲ့ Brentford တလုံး90ရှုံတလုံး90အဲ့မှာကျွန်တော်တို့ကတလုံး90ရှုံတလုံး90ဘာတွေရှိမလဲဆိုတလုံး90ဆောက်တလုံး90နဲ့ဆိုဇုံပေါ်ပါ body တလုံး90 formula ကြီးမှတ်ထားတော့ပါလားနော် body တလုံး90ရှုံကိုပေါင်းစီတလုံး90စားဇုံပေါ် Arsenal နဲ့ကိုပေါ်တကူမိရမယ်ဒါ formula အစ်စ်ပါ2025မှာထုတ်တာမှတ်ထားပြီပါနော် brother ကြိုက်တယ်ဆိုရင်ပေါ့ တော့ချက်ကကျွန်တော်တို့ဂိုးပေါင်းစီပြောတဲ့ပုံမှာအာဆင်နယ်ကိုပဲပေးကြတာ1-0တပတ်တိုင်းကိုရရင်2-1ပေါ့နိုင်တော့နိုင်မယ်မိတလုံးမဲစားအာဆင်နယ် fan တွေအဲ့လိုတွေ့တာပေါ့နောက်ဆုံးပေးခဲ့တဲ့ဂိုးပေါင်းစီကိုတစ်ချက်ကြည့်ကြည့်အောင်တုံးလုံး50စားတုံးလုံး50စားပေးခဲ့တာအဲ့ဒီအချိန်မှာတုံးလုံးတရင်ပေးခဲ့တယ်တုံးလုံးတုံးလုံး50ရှုံပေးခဲ့တယ်အခုပေးလာတဲ့နှလုံးရှုံဆိုတော့ပျော့တယ်တုံးလုံး50နဲ့ဆိုင်တော့ပျော့တယ် ဟုတ်ရှင်တော့ပေးဘူးလေလောကလေလေအကောင့်23နေပါဒီမှာတော့နှလုံးရှုံးနေ350လာပြေးဘူးပါတယ်။ဒါနှစ်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 သုံးနှစ်လောက်ပဲထည့်လိုက်တော့မလဲ။2025 2024 final အဲ့လိုပဲယူလိုက်တော့မယ်။အဲ့ချိန်မှာသူကအရင်တော့350ရှုံးပေးခဲ့တယ်။ပြီးနောက်ဆုံးချိန်မှာနောက်ဆုံး3ချိန်ပေါ့နော်။350ရှုံး3လုံးသိရင်350စားအခုကနှလုံးရှုံး။ဘောနဲ့ပြော့တယ်ပေါ့။ဘောပဲကြိုက်တယ်။ဒါနံပါတ်1တစ်ချက်ပေါ့နော်။ ပေးလိုက်ကြည့်ရတယ်အာဆင်နယ်ဝင်စီတော့ပေးချင်တာနိုင်တော့နိုင်မယ်အမပြတ်ယူမယ်မန်စီးတီးနိုင်ရတော့အမပြတ်အောင်လုပ်မယ်ဆိုသူနိုင်တော့နိုင်မယ်အဲ့တော့ဘရသာအနေနဲ့ကဖက်တင်းကိုရနိုင်တယ်ရှာအာဆင်နယ်ကလက်ရှိနေထားမှာခက်စီကောင်းတယ်လေပိုကင်မလှဲ့ဖို့ပဲလိုတော့ပေါ့တူရပေါ့တော့ကြောက်ရတော့အာဆင်နယ်ခက်စီကောင်းပါတယ်အိမ်ဝင်မအောင်ဟိုနေ့ကလည်းဟိုတူလောကလည်းပေးဖို့မရှိပြီးတဲ့စနိုးတွေကိုစန်တာလန်ထဲမှာစန်ကြီးချိုးတော့တယ်ရှေ့ဘက်ကိုပဲဆက်အဲ့ဒါပြန်သွားမယ်ဆိုရင်တော့အဲ့တော့ပဲကိုယ့်ဘယ်ကောင်းမထင်လေပဲနော်1 0လောက်ပေါ့ဘရသာ ကိုယ်ကိုညားတယ်နော်ကျွန်တော်အဲ့ကြောင့်မပြောတယ်ချုပ်ပွဲတွေကြတော့အဲ့တော့ကျွန်တော်အာဆင်နယ်ကိုယ်ကိုပဲဆက်ပြီးတွားလိုက်ပါမယ်နော်ဟုတ်ရနောက်ပဲကကျွန်တော်လစ်ဗာပူးလစ်ဗာပူးတလုံး85 3လုံးတည်းရအဲ့မှာလစ်ဗာပူးပြောရင်ချယ်ဆီပြောရမယ်ချယ်ဆီဝင်းဝင်းတလုံး98 3လုံး60အဲ့တော့အစိုးရအာဆင်နယ်ကိုတော့ဘက်ကန်လိုက်ပြီဘရမ်ဘိုဂျူနီယာမယူရင်းလည်းကိုယ်ကိုပဲယူလိုက်ပါနော်အာဆင်နယ်ဖန်တွေအာဆင်နယ်တကယ်လို့ ကျင်းမအောင်ဘူးဆိုရင် brother နံပါတ်1တစ်ချက်ပေါ့နော်လီဗာပူးနဲ့ချယ်ဆီအောင်ပေးရမယ်တသိန်းရမပြုတ်နေအောင်ပေးရမယ်သုံးသိန်းရှိမနေ့မန်စီးတီးအောင်ထားလို့စပြီးအသင်းကြီးတသိန်းရကြေးကြမယ်ဘယ်ကောင်ကြမယ်အာဆင်နယ်ကြမယ်လို့ထင်တယ်ပေါ့တလုံး90တဲ့1စီးလောက်ထင်လိုက်တာကျွန်တော်တွေးပေါ့နော်အဲ့လိုနေထားမျိုးမှာမန်စီးတီးအောင်သွားရတော့အာဆင်နယ်ကိုစပြီးကြပြီးမှလီဗာပူးနဲ့ချယ်ဆီတော့တယောက်တော့ဝယ်ယူမယ်မင်းဘရူးယူမှာလေလီဗာပူးရဲ့ချေးကဆန်ဒါလန်ကိုပေးလာတာတလုံး90တဲ့ဘာမှပုံမှန်ရှင်မ်းမဟုတ်နောက်တော့နှစ်ပွဲဆက်ရှုံးထားလို့ပဲပြန်အောင်မဲ့အနေထားကြီး တလုံး80 300မနေ့ဂျူပင်တက်လို့ပဲ 2C တော့ပေးလို့ရတယ်။ဒီအတက်ကြလို့လည်းတလုံး80တလုံးတည်ရစဉ် 2C formula ရှိပါတယ်။တလုံး60နဲ့တလုံးတည်ရတလုံး30 30တော့တလုံးတည်ရပေါ့21 formula ရှိတယ်။ဟုတ်ပါလား။ formula ကတော့သူ့ပေါ်လဲ9တော့9ပဲတကူပြတ်ပါ။မနေ့ကဂျူပင်တက်ကို W1 ကြိုက်တယ်တဲ့ဘရာသာရပါမလား။ flower ဘွယ်ဘုံမပြောတတ်တာ။ဒါပေမဲ့ तू 2C ပြီးတယ်မှန်တယ်လေ။ဇီဝမှန်တယ်။ flower ဘွယ်တွေကတခါတလေကြာရှုပ်တက်ခက်တယ်ပဲ။တိတ်အမမခံရတယ်။ဒါလား။အဲ့တော့ကျွန်တော်ပြောချင်တာက ဂျူမင်းနဲ့ကိုအဲ့ပုံစံပေးသွားလို့လေဘဘူးပေးပါမလားချယ်ဆီရဲ့ခြေကလီစကွင်းမှာတလုံး90လေဘယ်ရှုံးပေးလာတာချက်ကနေကျန်ပျော့တယ်လို့တွေးမိပါဦးလီကအင်ဝင်ကောင်းတယ်လီအင်ဝင်ကောင်းတယ်ဘရာသာလီကိုရနိုင်12ကိုကိုမရနိုင်01ပေးကြတာဘူးချယ်ဆီကိုအဲ့တော့ကျွန်တော်ကအဲ့နှစ်သင်းကိုအတူတူ compare လုပ်ပြီးမှရမယ်ဒူးတော့ဒိုင်းပေါ့တသင်းကမဖြစ်မနေ select လုပ်ရမယ်အထက်ခြေတသင်းက select လုပ်ရမယ်အောက်ခြေလေဘဘူးရဲ့ခြေခြေပုံစံတိုင်းဆိုရင် 2C ချဲစီရဲ့ခြေကအရင်များတယ်ကိုအောင်နိုင်တဲ့ပုံစံမျိုးပေါ့နော်ဇီဝန်တော့ပေးကြတာပြတ်တင်ကိုရဲ1 2ကိုအစုံပေါ်ရီကတော့ဖြစ်နိုင်ရင်တိတ်ပြီးမစင်းစားတာကောင်းတာပေါ့လေပါဘူးဆိုရင်2 C တစ်ဖက်တင်ကိုရဲ3 1ပုံစံမျိုးရှိတယ်အဲ့တော့အဲ့နဲ့တင်းကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်အဲ့တော့နောက်ဆုံးပေးရတဲ့ခြေကလေပါဘူးကတူတူနဲ့တော့ပေးတယ်ဝေးကွန်းကတလုံးရှုံပေးခဲ့တာဗျအဝေးကွန်းကတလုံးရှုံပေးပြီးတော့တူတူနဲ့တော့ရှုံသွားတယ် Okay တော့အာဆင်နယ် sorry အဲ့တော့ချယ်ဆီပေါ့ချယ်ဆီကနောက်ဆုံးပေးခဲ့တဲ့ဈေးကတလုံး90ရှုံးအဝေးကွင်းကနေပြီးတော့ level ရှုံးအခုကတလုံး90ဆိုတော့ level ရှုံးချယ်ဆီကနည်းနည်းတော့မှန်တယ်လီဗာပူးကအိမ်ကွင်းမှာနှလုံး90ရှုံးတော့ပေးလိုက်ရတယ်ဒါပေမဲ့လက်ရှိလက်ရှိ form ကြီးကထိတ်မကောစန္ဒလန်ကအသေးကြီးတယ်ဆိုရင်ရှေ့အုပ်တာစန္ဒလန်က short မတွက်လို့မရဘူးပေါ့နော်ဒါပေမဲ့ချင်းချင်းအရဆိုရင်ချယ်ဆီလည်းအန်ရများတယ် လီဗာပူးကတော့ကြိုက်ကြေးရဆိုရင်လီယာအင်ဝင်းကောင်းလို့ချယ်ဆီအဲ့လိုပြောရမလို့ကြေးရတော့မှန်တယ်ချယ်ဆီကဒါပေမဲ့လီဗာပူးကျတော့ဆန်ဒါလန်နဲ့တွေ့ဆုံတာကြာသွားပြီလေနည်းနည်းတော့ပြောကိုကောင်းသေးကိုတစ်ချက်ကြည့်ကြည့်အောင်ချယ်ဆီကတော့အသုံးလုံးတည်ရအခုကအဲ့ဒီရှင်မှာအသုံးလုံး50ရှိပါတယ်အသုံးလုံး50ရှိရအသုံးလုံး50ဒီမှာ3 3 0 3 1 1 0ပေါ့နော်နောက်ဆုံးကြည့်ရအဲ့ဒီရှင်မှာအခုနောက်ဆုံးပေးခဲ့တာ2020ဒီမှာအသုံးလုံးတည်ပေးပြီးတော့3 2ကိုပေါ်တယ်ပေါ့နော် အခုပေးလာတာက360နည်းနည်းတော့ပြော့တာပေါ့အရင်မိနစ်ကနေဆိုင်နည်းနည်းတော့ပြော့တယ်ဒါပေမဲ့ကျွန်တော်ဒါပွင့်လေးပြော့တော့ပေါ့လီကွင်းမှာတော့ခြေစီးနည်းနည်းလေးယုံနိုင်မယ်လို့ကျွန်တော်ထင်မိတယ်ဒီအိမ်ဝင်းကောင်းတယ်ဗျတကယ်လို့နိုင်မယ်ဆိုရင်တော့ဂျီဝမ်တော့ပဲကိုဘောအောက်ကဆစ်ဖြစ်မထင်တယ်ကိုဘောတွေများတယ်နော်ဘရာသာအခုကျတော့ဗျခြေစီးကောင်းရင်ဘရာသာရေလီဗာပူးကိုပေါ်လာလို့တွေးလို့ရတယ် ဘက်ကအနေနဲ့ဘရာသာဘာလုပ်လို့ရရည်သေးလဲ360စီ380နီးပါးတူတာအာဆင်နယ်ရှိမယ်အာဆင်နယ်ကျတော့ဂိုးအောင်ပေးတိုင်းနိုင်ရဲလို့ရတယ်မနိုင်ချယ်ဆီဂိုးအောင်ရဲလို့ရတယ်ရဲလို့အာဆင်နယ်ဂိုးအောင်သွားလို့ချယ်ဆီဂိုးပေါ်လာဆိုတော့ဘရာသာစဉ်းစားလိုက်တော့တွေ့ရပြန်ကျွန်တော်မပြောတဲ့တော့အဲ့ကြချယ်ဆီပေါ်ဝင်ပေါ်ပြီးသွားနိုင်တယ်ဘာကြောင့်လဲအာဆင်နယ်အောက်သွားလို့ကဲလို့အာဆင်နယ်ဂိုးပေါ်သွားရင်တော့ချယ်ဆီဂိုးအောင်ရဲအဲ့နှစ်တင်းကို cross ယူလိုက်တော့ညနေပေါ်အချိန်မတူဘူးနိုင်ပိုင်းကြီးတော့ကွာတယ် half time တော့ကွာပါဘူး half time မြေဘရာသာစဉ်းစားရတော့မယ်အဲ့တော့ကျွန်တော်ကတော့အာဆင်နယ်ကိုဂိုးအောင်ပေးထားတဲ့အတွက် တကယ်လို့အောင်းရက်မောင်းရင်ချက်စီကိုအောက်လို့ကျွန်တော်ချင်ကပ်ပြရစေကိုပေါင်းစည်းကိုရရအောင်နော်โอเคလီဗာပူးကျတော့နောက်ဆုံးပေးခဲ့တဲ့ဈေးက၃လုံးတရေအဲ့ဒီမှာ၃လုံးရှုံးပြအခုပေးလာတာ၃လုံးတည်ရေပဲမနေ့ကလိုပဲပေါ့နော်တလုံး80အတွင်းလီဗာပူးကြီးကကွင်းလင်ပြာအပေါ်ခေါ်ထားတာဆန်တာလန်ကိုရနိုင်မယ်ထင်တယ်ဆိုတော့ကိုပြတာလီဗာပူးကဗျာအဲ့လိုချေးပြေးပြီးရောလေအရင်ပက်တွေတော့အုတ်ခံရတာမထင်တာတဲ့ရလက်တွေကြီးပဲ အဲ့အဲ့အဲ့အတွေ့ကိုကျွန်တော်ဝင်နေတယ်လေဘာဘူးကိုလေဘူကီပေးချင်တာ2-0လောက်ပေးချင်တာတပတ်တကွေက3-1 2-1တော့တော့နည်းနည်းလေးကြောက်ရတာပေါ့ဒါပုံဈေးကွက်အရဆိုအဘာလို့ကြာမှာလဲကျွန်တော်လည်းအတူတူစဉ်းစားကူပေါ့ကွန်မန့်လေးပေးခဲ့လို့ရပါတယ်လေဘာဘူးရဲ့ Chelsea ဘွဲကွန်မန့်အမြင်ပေါ့နော်လက်ရှိအနေထားအရဆိုရင် Chelsea ကိုပေါင်းသေးကိုကျွန်တော်ဘက်ကအနေနဲ့ Arsenal နဲ့ကွန်မန့်ရလောက်ပါတယ်ထိုးသား Barcelona ညီနေအနေထားမျိုးမှာနောက်တစ်ချက်က Bori နေနေဆိုရင်ကျွန်တော်ဒီဘဘူးအောင်သွားနိုင်တယ်ဆိုရင်ချက်စီအောင်ကိုခက်ပါတယ်လို့ပဲအကြံပြုတယ်ဗောနော်လက်ရှိနေထားအရာကျွန်တော် လီဗာပူးကိုကြိုက်တယ်ဗျဘာကြောင့်ပြင်းလဲကျွန်တော်မသိဘူးဆန်ဒါလန်အဲ့လီဗာပူးကြိုက်ပါတယ်ချယ်ဆီကိုတော့လက်ရှိနေထားရဆိုရင်အာဆင်နယ်ကလည်းကြီးအောင်ပုံနေနဲ့ခက်တယ်အဲ့တော့လီဗာပူးနဲ့ချယ်ဆီကတသိန်းတော့ဆလက်လုပ်လိုက်ပါကျွန်တော်လီဗာပူးယူထားတယ်ဆိုရင်ချယ်ဆီကိုပတ်ကံပေးရစီလစ်ယူပါတယ်โอเคပါအဲ့တော့ fan ဆွဲတွေကျွန်တော်မှမရှိဘူး MVP ရမယ်ဒါလို့ဆိုရင်နားလည်မယ်ထင်ပါတယ်အဆူစီးလိုက်တယ်เนาะ brother เนาะ โอเคပါဒါ Premier League 6ပွဲကို MF ရရုပ်ကအမြင်ပြောခဲ့ပါနောက်20ရာစခဲ့တာပဲဟောမင်းအတွေ့အကြုံများပါတယ်음ဒီဆရာကြီးလားတော့မလို့ねဒီပွဲမှာအခုမိုင်းလဲမမှာပါချိန်ချိန်ပေါ့ brother နေ့ရက်တိုင်းကမထူပါဘူးအများရန်ဖြောင်းလဲပါတယ်ကျွန်တော်ရွေးချယ်မှုတွေနီးကစပေါ်လေးတွေတူတူလေ့လာကျင်နေဆိုရင်ကျွန်တော် MF ရမှန် PMP တက်ဆိုပြီးတော့ကျွန်တော် TikTok ဘိုင်းအောင်မှာလေးလေးပေးထားပါတယ်အားလုံးလည်း join ထားဖို့ပြောနေပါတယ်အပိတော်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော် MF ရမှာဆုမကောင်းတောင်းရတယ်ပဲဒီဗီဒီယိုကိုဒီမှာအဆုံးသတ်ပါရစေပြန်နော်